်မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ် ARD တိုင်းရေကြည်မြို့နယ်အခြေစိုက်အမှတ်344အမြောက်တပ်ကနေစစ်ကောင်စီတပ်သားအယောက်20အထိထွက်ပြေးသွားတယ်လို့အမြောက်တပ်နဲ့နေဆက်သူတွေစီကသိရပါဗျ။ရေကြည်အမြောက်တပ်344တပ်ကနေဇွန်လ6ရက်မှ6ရက်၊ဇွန်လ10ရက်မှ11ရက်၊ဇွန်လ14ရက်မှ3ရက်ထွက်ပြေးသွားတာလို့ဆိုပါရတယ်။ ရှေ့ရန်ဆင်မနာပြင်တိုက်ပွဲတွေမှာအကြဆုံးတွေများလာတဲ့အတွက်စစ်သားတွေအများစုထွက်ပြေးကြတာဖြစ်ပြီးထွက်ပြေးတဲ့တပ်သားတွေဟာတပ်သားဟောင်းလားစစ်မှုထမ်းလူငယ်တွေလားဆိုတာမသိရဘူးလို့ရဲကြီးအခြေစိုက်အမြောက်တပ်ရင်းနဲ့နေဆက်သူကပြောပါတယ်စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတာနဲ့ပတ်သက်လို့အပူတပြင်းလိုက်လံရှာဖွေတာမဟုတ်ပေမဲ့စစ်စေဂိတ်တွေကိုသတင်းပို့ထားတယ်လို့စစ်ကောင်စီတပ်နဲ့နေဆက်သူစီကသိရပါတယ် လက်ရှိရေကြီးအမြောက်တပ်344အနီးမှာရခိုင်တပ်တော် AA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တံတွေကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ ဂရီနီပြည်နယ်ဒီမော့ဆုံမြို့နယ်မှာလမ်းကြောင်းပိတ်ဆို့မှုတွေကြောင့်73စီတွေဇစ်တက်လာတာဒီဘက်လောက်ရှိပြီလို့ဒေသခံတွေကပြောပါရယ်ဂျွန်လ9ရက်လောက်ကစပြီးတက်စီစီ1လီတာကို4500ကျပ်ကနေ6000ကျပ်နဲ့ဒီဇယ်1လီတာကို6500ကျပ်ကနေ8000ကျပ်ထိဈေးမြင့်တက်သွားပြီးစီကားတွေမဝင်တာဒီဘက်လောက်ရှိပြီလို့ဆိုပါရယ်တောင်ငူဘက်နဲ့လွိုက်ကောဘက်တွေကနေစီကားတွေကိုစစ်ကောင်စီဘက်ကအဝေးမခံပဲအရွက်ဝတ်တွေနဲ့ဖမ်းဆီးနေတယ်လို့စပိုင်ရှင်တယောက်ကပြောပါတယ် တာငူဒီမော့ဆိုလန်းကတလကြောကြပိတ်ခတ်ထားရပြီးလွိုက်ကော်လက်မက်ကနေလည်းစစ်ကောင်စီရဲ့လမ်းပိတ်ထားတာတွေကြောင့်အခုလိုဈေးတက်လာတာလို့ဆိုပါတယ်ဓာတ်ဆီဈေးအပြင်ကျအူ၅တတာတွေနဲ့ဘီလက်မြေတွေလည်းဈေးတက်လာပြီးဂျုံတွေပြက်လက်တဲ့အနေအထားရှိနေတယ်လို့ဆိုပါတယ်ဒီမော့ဆိုမျိုးနဲ့မှာကရီနီမျိုးနဲ့အသီးသီးကဒေသခံတွေနဲ့ရှမ်းပြည်တောင်ပိုင်းကဒေသခံတွေလည်းစစ်ပေးရှောင်းကနေထိုင်ကြပြီးကုန်စင်းနှုံမြင့်တက်မှုတွေကြောင့်စစ်ပေးရှောင်းနေရသူတွေအတွက်ပုံမှုအခက်အခဲကြုံနေကြရပါတယ်ရှင်။ မြန်မာနိုင်ငံမြောက်ပြည်မြို့ကနေနေဆက်ဖြန့်ဝင်လာတဲ့ခီးသက်တင်လန်းကားပေါ်မှာတင်ဆောင်လာတဲ့ရာမမူရေးစိတ်ကြွဆေးပြအလုံးရေတသိန်းလောက်ကိုထိုင်းဘက်ဘက်ကမဲဆောင်မြို့ဘက်ချမ်းမှာဖန်ဆီးရမိလိုက်ပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မြောက်ပြည်မဲဆောင်နေစဉ်ပြေးခီးသက်တင်ကားဖြူတစ်စီးပေါ်ကနေထိုင်းမြန်မာအမတ်တချစ်ချီရတာဂိတ်မှာ ထိုင်းရဲတွေကရာမစိတ်ကြွဆေးပြအပြားသိန်းကိုဂျွန်လ14ရက်နေ့မနေ့စင်တိုင်းမှာဖမ်းမိခဲ့တာပါ။ ဲ့ဗမာနဲ့မောင်းနေတာလေနှစ်ပေါင်မနေဘူးမေးလို့ရတယ်ကြိုက်တဲ့လူစိတ်ကောင်းတာလွန်တာလွန်တာမှပြောပြောပြောကျွန်မစိတ်မကောင်းဘူးအခုလေလေပစ္စည်းတင်တာသူတို့ပစ္စည်းပေးရင်လေအများဆုံးသူတို့ပတ်စပ်ပေးနေရအလောက်ပဲအခုကျွန်မအိမ်မှာနေတာပေါ့သူကအဲ့လိုမျိုးလာတော့ပစ္စည်းတယ်သူဟိုနေရပြောတယ်တခင်မပါရင်မတင်နဲ့အဲ့မက်ကနေရဆိုတော့လေရှမ်းအရှင်းချင်းဆိုတော့တိနေတယ်ပေါ့ရှမ်းမဖြစ်မှာပေါ့ကျွန်မလည်းသူမသိဘူးအဲ့ဒီလိုမျိုးအဲ့ဒါကိုပြေးရတော့အခုကျတော့ဒီလိုမျိုးမိတော့ တို့ကာကာဖို့အရေးကကျမယောက်ျားချနေသွားတာလေကျမယောက်ျားဘာမှမသိပတ်ဆိုင်ရရင်ကာကာရရနေရပေါ့တို့မှရရင်နေရမြင်းစည်းခေါ်ရွာမစစ်ကြောစီးတွေကိုမြဝရီခိုင်ဝှစ်ရှမ်းရွာကနေအမည်မသိမျိုးသမီးတူကတင်ဆောင်ပေးလိုက်ရမှာမြမဘဲချမ်းကရှားဖွေရိတ်ခိတ်ဒီမှာဖမ်းမမိခဲ့ပေမဲ့ထိုင်းဘက်ရောက်မှစစ်စေးတွေ့ရှိဖမ်းမိခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးဖမ်းတော့အစ်စ်စစ်ဖို့များလာမှာမများပါဘူးသူကအတာမှန်မသွားတာ တာမှန်မှသူကသူသွားတာပဲသူစစ်စရာရှိတဲ့ကသူကသူစစ်တာလေဒါပါပဲဒါတော့ဖြစ်ဟုတ်မှမှတော့ချိုးစရာမလိုပေါ့ဘာဖြစ်လို့မြင်မှာပဲမမဖမ်းမဲ့ထမ်းပြော်လာပါ့။အဲ့တော့မသိဘူး။ဒါမြင်မှာပဲဟိုမရှိလို့ဖြစ်နေတယ်။အဲ့ပေါ်မရှိလို့ဒီဘက်ကတိတိကျဆက်တယ်လေ။ဒီကနိုင်ငံတိတိကျဆက်တယ်လေ။ဟုတ်ကဲ့။မြောက်ဒီကနေမဲဆောက်ကိုပုတ်ခိုင်းလိုက်တဲ့ပစ္စည်းပုံးကို ကားပေါ်တင်လာရမှာချစ်ကြည်ရတာမှတ်တဲ့မြမစစ်စည်းရေးဂိတ်ကိုရောက်တော့ ကြော်ဖြတ်နိုင်ခဲ့ပေမဲ့လေထိုင်းဘက်မှာဖွင့်ကြည့်လိုက်တဲ့အခါဆေးလုံးရီတသိန်းလောက်တွေ့ရှိခဲ့တာလို့ဆိုပါတယ်အဲ့ဒီနောက်ထိုင်းရဲတွေကဟန်ဆောင်လွတ်ပေးလိုက်ပြီးပစ္စည်းလာယူတဲ့ထိုင်းလူမျိုးကိုစောင့်ဖမ်းလိုက်ကြတာဖြစ်ပါတယ်အခုလိုမြောက်ရီကနေမဲဆောက်ဖက်ကိုဤမျိုးစုံနဲ့တဲဆောင်လာနေတဲ့စိတ်ကြွဆေးရွားတွေကို မကြာခဏ ဖန်စီရရှိ နေပါ रे ခမညာကျွန်တော်မောင်တူပါအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာဂျွန်လ14ရက်နေ့မှာသူ့မွေနေ့နဲ့ကြီးတက်မတော်နေ့တက်ဆိုင်ပြီးတော့စစ်ရေးပြအခမ်းအနားနဲ့ဘုရှုခန်းနေချိန်မှာပဲနိုင်ငံတော်လွှားကမြို့ကြီးတွေမှာဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ထရန့်ပြန်ရွေးခံရပြီးနောက်ပိုင်းအကြီးဆုံးဆန္ဒပြပွဲတွေဖြစ်ပေမဲ့စစ်တမ်းတွေအရတော့ထရန့်ရဲ့ရွှေ့ပြောင်းမှုဟာရဟာလူတို့ကြားမှာလူကြိုက်များနေဆဲလို့ဖော်ပြပါဗါး No Kings ဘီရင်တွေမရှိလို့အမိပေးထားတဲ့အဖွဲ့ကဥစည်းပြီးတော့ဆန္ဒပြပွဲတွေကိုကျင်းပနေတာဖြစ်ပါတယ်။ Trump ရဲ့89နှစ်ပြည့်မွေးနေ့နဲ့ကြီးတက်မတော်ထူထောင်မှု250ပြည့်တိုက်ဆိုင်ပြီးတော့ Washington DC မှာရှာရှာပါပါဆေးပြအခမ်းအနားပြုလုပ်တာဖြစ်ပါတယ်။ နယူးယောက်ဖီဒယ်ဖီးယားနဲ့ဟူစတန်မှာအမေရိကန်အလံတွေထရမ့်ကိုဝေဖန်တဲ့စာတမ်းတွေကိုဆောင်ထားတဲ့လူအုပ်ကြီးတွေကိုလွှတ်တော်အမတ်တွေအလို့သမားသမဂခေါင်းဆောင်တွေနဲ့တက်ကြွလှုပ်ရှားသူတွေကမိခွန်ပြုတ်ခဲ့ကြပါတယ်။ဆန္ဒပြပွဲအစီအစဉ်သူတွေကတော့နိုင်ငံတော်ဆန္ဒပြပွဲရာချီဖြစ်ပွားခဲ့ပြီးပါဝင်သူတန်းချီတယ်လို့ထုတ်ပြန်ထားပါတယ်။ထောက်ထားမဲ့ရွှေပြောင်းတွေကိုအင်အားသုံးဖန်ဆီးရကနေမငြိမ်မသက်မှုတွေဖြစ်ပွားခဲ့တဲ့ Los Angeles မြို့မှာလဲဆန္ဒပြပွဲတွေကအင်အားကောင်းခဲ့ပါတယ်ရှင်။ ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချိုဆမ်းပါရှင်